ေးအားလုံးမင်္ဂလာပါဗျဘဝလေးနင်းပညာနေပြန်တဲ့ကျိုးစပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်တွေ AI Fusion ကိုအသုံးပြုပြီးတော့လူကြိုက်အများဆုံးဗီဒီယိုလေးပြုလို့မီနီမြောက်ပေးမှာဖြစ်ပါရန်လွယ်ပါတယ်ဗျ clear ဆက်လုတ်တက်ပါတယ်အဲကျွန်တော်တို့ဒီမှာကြာနေစင်နဲ့ပေါင်းတာတို့အတင်မောနေမိကြောင်းနဲ့ပေါင်းတာတို့အဲအဲ့လိုဗီဒီယိုလေးကိုလုံနေမြပေးမှာဖြစ်ပါတယ်ရန်လွယ်ပါတယ်ဗျထုံးစံတိုင်းပဲ Play Store ကိုသွားမယ် Play Store မှာ AI Fusion ဆိုပြီးရိုက်ထားမှာဖြစ်ပါတယ်ဗျ AI Fusion မှာเนาะ okay AI ့ fusion အများကြီးပဲရှိတယ်မစ္စမာဂျက်နစ်တဲ့အောင်သုံးလို့ရတယ်အကောင့်လေးတော့မတူဘူး software တစ်ခုကအကောင့်လေးမတူဘူးကျွန်တော်အရင်ဆုံးပထမဆုံးပေါ်တဲ့ software ကိုပဲတစ်ချက်တော့အသုံးပြုကြည့်မယ်နော်မစ္စမာနဲ့အောက်ခါတွေအကုန်သုံးပြုလို့ရတယ်ကျွန်တော်လည်း install ခုမှဆက်လုပ်ကြည့်မယ်နော်အများကြီးပဲအဲကျွန်တော်တွေ software software မတူတော့ကြမှာအကောင့်လေးနဲ့တူမှာမဟုတ်ပါဘူးအဲ့တော့ဒီကောင်လေး download ပြီးအောင်တစ်ချက်ဆောက်ကြည့်မယ်ဗျာနော်တောင်းလုံးပြောင်းတစ်ချက်စောက်ကြည့်မယ် โอเคအဲဆိုရင် install လုပ်လို့ပြီးတော့ပါပြီအဲပြီးဆိုတော့တစ်ချက်လောက်ကျွန်တော်တွေတော့ဖွင့်မယ်เนาะโอเคဒါဆိုရင်အဲကျွန်တော်တစ်ခါတန်းဖွင့်လိုက်တော့မယ်เนาะဒီမှာတစ်ခါတန်းဖွင့်ကြည့်လိုက်မယ်အမ်မနော်အဲတချို့တချို့ software တွေကအကောင်ပလောင်တွေအများကြီးပါတယ်เนาะအဲကျွန်တော် software တစ်ခုနဲ့တစ်ခုတော့မတူဘူးကျွန်တော်ဒီ software တွေရဘာကောင်းနေပါမယ်လို့ချက်တော့ကြည့်လိုက်မယ်เนาะအဲဒီကောင်လေးကကျွန်တော်တွေ short အနေနဲ့ platform တွေမှာတင်လူကြိုက်တယ်များတယ် လူကြိုက်တယ်များတယ် view တယ်များတယ်ဗျာနော်အဲ့တော့ဒီကောင်လေးကြော်ကြော်လေးပိုင်ကြော်ပြလိုက်မယ်နော်အဲ့တော့အလောင်းလေး permission နဲ့တောင်းရင်ပြလိုက်မယ်ဗျာအဲ့တော့ကျွန်တော်အဲဒီမှာပေါင်းစရာအကောင်တွေအများကြီးပဲအဲမက်ဆီများတဲ့ကြက်တန်နဲ့ပေါင်းပုံနော်အဲကျွန်တော်ကျွန်တော်ချင်ချင်တဲ့ချင်တဲ့ကိုနှိပ်လိုက်နေတယ်ဆိုချင်တဲ့နဲ့ဘာနဲ့ပေါင်းမလဲဒီမှာပေါင်းမကောင်ရင်တော့ပေးထားတယ်အဲ့တော့ကျွန်တော်ဒီ transcon နဲ့ပေါင်းလိုက်မယ်အဲ့တော့ဒီအောက်မှာအစိမ်းလေးရှိတဲ့ဒီကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ် ဟမ်โอเคအဲ့တော့ပေါင်းသွားပြီเนาะအင်းတို့ပေါင်းသွားပြီပေါင်းသွားရင်ဒီခါလေးကိုကျွန်တော်တို့ရေအဲတထောင်းလို့ဆွဲလိုက်မယ်ဒီမှာမြားလေးရှိရင်เนาะဒီမှာမြားလေးနဲ့ဒီမှာရှိတယ်မြားလေးနဲ့အဲဒီကောင်လေးနဲ့ရှိတယ်ဒါလေးနဲ့ထောင်းလို့ဆွဲလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရေအဲဒီမှာ SD နဲ့ဟောနဲ့ထောင်းမလား AG နဲ့ထောင်းမလားဆိုတော့ကျွန်တော် AG နဲ့ထောင်းလိုက်မယ်ဗျအကြည့်ပေါ့အဲ့တော့ AG နဲ့ထောင်းမယ်ဆိုရင်ဒီကောင်လေးကအမပရီမီယံပတ်စံဝယ်ရတယ်အဲ့တော့ကျွန်တော် SD နဲ့ပဲပြန်ထောင်းမယ်အဲခုနောက်ပိုင်း software တွေအဲ့လိုမျိုးပြတယ်ပေါ့နော်ကျွန်တော်တွေသူ့အောက်က software တွေအဲ့လိုမပြပါဘူးကြော်ညာလေးမကြည့်ရဘူးကြိုက်တဲ့ ကျင့်တဲ့ကျွန်တော်တွေအဲ site နဲ့ download ရတယ်။ဒါမဲ့ဒီကောင်လေးအကောင့်ဘလောင်လေးကဒီကောင်လေးကပို့ဆောင်လာတာတော့တွေ့ရတယ်ဗျာနော်။ Okay အခုလိုမျိုးကြော်ညာလေးပုံရင်းတော့နည်းနည်းတော့ကြည့်ပြရမယ်ဗျာ။ကျွန်တော်ထွက်လိုက်မယ်။ โอเคဒါဆိုစပြီး export ထုတ်နေပြီအဲဒါဆိုရင်တော့ပြီးတော့ပါပြီဗျဒါဆိုရင်ကျွန်တော်တို့ရဲ့ category ထဲမှာလည်းရောက်သွားပြီအဲ့တော့ကြိုက်တဲ့ platform တွေ Facebook TikTok အဲ YouTube ကြိုက်တဲ့နေရာတင်လို့ရပါပြီဗျအဲ့ဒီတူပဲအများကြီးပဲထပ်ပေါင်းကြရတယ်အများကြီးပဲရှိရနော်ဒါတော့ကျွန်တော်မိတ်ဆွေများအချိန်လေးပေးပြီးကိုကိုကြက်လောက်ပေါင်းလို့ရတယ်အဲဒီမှာဒီကောင်လေးကခုနောက်ပိုင်းဒီလူပုံတွေမှာပို့ပြီးပါလာတယ်ဗောနော်ဒီကောင်လူပုံတွေမှာပို့ပါလာတယ်အဲကျွန်တော်မစီနဲ့အဲကျွန်တော် spider နဲ့ပေါင်းလိုက်မယ်ဗျ spider နဲ့ပေါင်းကြည့်မယ် အဲโอเคကျွန်တော်အဲဒီအစိမ်းလေးကိုနှိပ်လိုက်မယ် evolution လေးကိုနှိပ်ပြီးတော့ထုတ်လိုက်မယ်အဲခုလိုကြညာပေါ်ရင်တော့ခဏတော့ကြည့်ပြရမယ်ဗျโอเคပြီးတော့ထွက်ပေးလိုက်မယ်เนาะအဲအဲ အာဒါဆိုရင်တော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 ်မိုက်တဲ့ကျွန်တော်တို့တွေဗီဒီယိုတပုတ်ထွက်လာတယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော် view လည်းများတယ်အကြီးကြီးသူလည်းများလာတယ်ပေါ့နော် okay ပြီးရင်တော့ download လေးကိုနှိပ်မယ်နှိပ်ပြီးတော့ SD လေးကိုရွေးမယ်ကမနော်ဒါပါပဲဗျဒါဆိုရင်ပြီးသွားပြီနော်โอเคအဲ့ဒါဆို export ထုတ်ပြပြီးကြိုက်တဲ့နေရာကိုကျွန်တော်တို့ပြန် share လို့ရပါတယ်အဲကျွန်တော် ဒီကျွန်တော်တို့ရဲ့ဒီ clarity တွေကိုတွားကြည့်လို့ရပါပြီဗျ။အရန်လန်းတဲ့ဗီဒီယိုလေးလေးလူကြိုက်လည်းများတယ် view လည်းများမှာဖြစ်ပါတယ်ဗျ။ Okay ဒါဆိုအားလုံးလွတ်တက်ပြီးထင်ပါတယ်။အရန်လွယ်တယ်နော်။အရန်လွယ်ပါတယ်ဗျ။ Okay ကျေးဇူးနာစီပြနေမေဆောင်သူပဲကျေးဇူးတင်ပါလေ။ Lion Square နေပြီးအားပေးကြပါအောင်ခမရ။ Okay နောက်ဗီဒီယိုမှာလည်းအခုလိုမျိုးကျွန်တော်တွေအသုံးဝင်တဲ့ software အရန်လေးနဲ့ပြင်လဲပါအောင်ပြင်လာပါအောင်မယ်ဗျ။